ိမ်နောင်ရေးတစ်ခုမှာကျွန်တော်တို့ပြည်လည်နိုင်မှုအတွက်ကအဓိကအရေးကြီးဆုံးချက်စကားပြောဆိုတွေပဲဖြစ်ပါတယ်။ဒီနေရာမှာတယောက်နဲ့တယောက်နဲ့နားလည်မှုပေးနိုင်ဖို့အတွက်လိုပါတယ်။ယောက်ျားလေးအများစုကကျွန်တော်ကိုယ့်ရဲ့ဇနီးမယားကပြောတဲ့အထဲမှာမကြိုက်တဲ့စကားတစ်ခုရှိတာကတခြားသောယောက်ျားတွေနဲ့နှိုင်းပြီးတော့မှအနှိုင်းခံပြီးပြောရတာတွေကိုလုံးဝမကြိုက်ပါဘူး။ထို့နည်းတူစွာပဲမိန်းကလေးအများစုကလည်းကျွန်တော်တို့ယောက်ျားလေးတွေကတခြားသောမိန်းကလေးတယောက်နဲ့နှိုင်းပြီးတော့ပြောတာမျိုးတွေဆိုရင်တော့လက်ခံမှာမဟုတ်တော့ဘူးလို့ကျွန်တော်ယုံကြည်ပါတယ်။အဲ့တော့ အဲ့ဒီလိုတခြားတယောက်နဲ့နှိုင်းပြီးတော့စကားတွေကိုဘယ်တော့မှမပြောမိပါစေနဲ့ဥပမာမိန်းကလေးများစုကကျွန်တော်တို့ယောက်ျားလေးတွေကိုအာတခြားယောက်ျားလေးတွေကငွေရှာနိုင်တယ်အာကိုယောက်ျားကငွေရှာမကောင်းဘူးဆိုတဲ့အရာမျိုးတွေကိုအဲ့လိုမျိုးနှိုင်းပြီးပြောတာတွေကအိမ်အောင်ရေးကိုအများကြီးထိခိုက်စေနိုင်ပါတယ်ခင်ဗျာဥပမာကျွန်တော်ငငယ်တော့ဆိုရင်ဗျာចောင်းသားចောင်းသားចောင်းကလေးတွေလိုမျိုးကျွန်တော်တို့အိမ်မှာအာတဖက်အိမ်ကចောင်းသားလေးတွေကစာချက်နေတဲ့အခါမှာကိုယ့်ရဲ့အိမ်မှာရှိတဲ့ကလေးတွေကစာမချက်တဲ့အခါမှာမိဘတွေကဘာတွေပြောလို့ရှိလဲ တွေ့လာဟိုဘက်အင်အားကလေးဆိုရင်တော့အာစာရီကြက်တယ်ညီကဘာဖြစ်လို့စာမကြက်တာလဲစာမကြိုးစားစသဖြင့်ကို့အင်အားကလေးကိုစူတဲ့အခါမှာတဖက်အင်အားကလေးတွေနဲ့နှိုင်းပြီးတော့ပြောတဲ့အခါမှာကျွန်တော်တို့လည်းငယ်စဉ်ကလေးဘွားတုန်းကငယ်ရာကနေကြီးလာတာဖြစ်တဲ့အတွက်ကြောင့်လုံးဝမကြိုက်ပါဘူးအဲ့တော့ဘာဖြစ်လဲတဖက်အင်အားကလေးတို့ကအမြင်ကတ်တယ်တော့စိတ်ဆိုးတယ်ပေါ့စသဖြင့်အဲ့တော့အဲ့လိုအနှိုင်းခံရတဲ့အခါမှာဘယ်သူမှမကြိုက်တယ်လို့မျိုးအသက်ကြီးလာတဲ့အခါမှာကျွန်တော်အိမ်တော်ကြီးတစ်ခုမှလည်းထို့နီတူစွာပဲကိုယ့်ရဲ့ လင်ယောက်ျားကျွန်တော်ယောက်ျားလေးတွေကိုမိန်းကလေးများစုနေနဲ့အဲ့လိုမျိုးဘယ်တော့မှမပြောမိပါစေနဲ့အဲ့လိုပြောလိုက်ပြီးဆိုရင်အိမ်တော်ကြီးမှလုံးဝစပြီးတော့အဆင်မပြေဘူးအတွက်ကိုစပြီးတော့အတီးပြူပါပြီခင်ဗျာ။ဘာကြောင့်လဲယောက်ျားလေးများစုကလည်းကျွန်တော်တို့အေးအေးညာမှာကိုကိုကိုယုံကြည်မှုတွေကြဆင်းလာမှာဖြစ်ပါတယ်။အဲ့ရကနေပြီးတော့ကျွန်တော်တို့တဖြည်းဖြည်းနဲ့မှအိမ်တော်ကြီးမှအဆင်မပြေမှုတွေကနေပြီးတော့လူတော်တော်များများအားလုံးအနေနဲ့ကျွန်တော်တို့အခုခေတ်ခေတ်စားနေတဲ့အိမ်တော်ကြီးဖောက်ပြန်နေဆိုတဲ့ဇက်လန်တွေဟာတဖြည်းဖြည်းစတင်လာတာဖြစ်ပါတယ်။ ဲဒါကြောင့်မို့ကိုတကယ်ချစ်ထားတဲ့ချစ်သူကိုရဲ့အိမ်အောင်ဘတ်ဆိုရင်ကျွန်တော်တို့ဟာဘလို့ပုံစံမျိုးပဲဖြစ်နေပါစေအချစ်ဆိုတာကသူဖြစ်နေလို့ကိုချစ်တာဖြစ်ပါလေအချစ်ဆိုတဲ့အရာဟာကျွန်တော်တို့အဓိကအရေးကြီးဆုံးကကြပြားလေးစာလေးဖွဲ့ဆိုတာထက်တစ်ခုပဲရိုးရှင်းတာကဒီလူဖြစ်နေလို့ကိုချစ်တာသူထက်တာတဲ့သူတွေလည်းအများကြီးရှိတယ်လောကကြီးထဲမှာဒါပေမဲ့ဒီလူဖြစ်နေလို့ကိုချစ်တယ်ဆိုတဲ့အချစ်မျိုးအမှတကယ်အချစ်စစ်ဖြစ်ပါလေနံပါတ်1ရုပ်ရည်ရကိုရဲ့အချစ်သူကိုရဲ့အိမ်အောင်ဘတ်ဟာသူထက်ချောတဲ့သူသူထက် အများကြီးပဲအရက်ရှည်တာအသားဖြူတာစသဖြင့်အများကြီးရှိနိုင်မယ်ဒါပေမဲ့သူ့ပုံစံသူ့ဖြစ်နေလို့ကိုချစ်တယ်ဆိုတာမှအချစ်စစ်ဖြစ်ပါတယ်ပြီးလို့ရှိရင်ငွေရေးကြေးရေးကိစ္စအဲ့တော့ချမ်းသာတာဆင်းရဲတာကလည်းအထူးကအချစ်နဲ့မဆိုင်ဘူးဒါပေမဲ့သူ့ထက်အာချမ်းသာတဲ့သူသူ့ထက်ပိုပြီးတော့မှအလုပ်ကောင်းတဲ့သူဒီလူတွေလည်းအများကြီးရှိတာပဲဒါပေမဲ့အဲ့ဒီလူတွေကိုတန်နိုင်လို့မရအောင်ဒါပေမဲ့သူ့ဖြစ်နေလို့ကိုချစ်တယ်ဆိုတဲ့ပုံစံမျိုးတွေတော့ဒါကမှဒါလည်းအချစ်စစ်ဖြစ်ပါတယ်အဲ့တော့ ကိုယ့်ရဲ့အိမ်တော်ဘက်ကိုယ့်ရဲ့ချစ်သူမှာကျွန်တော်မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ကျွန်တော်တို့အားလုံးအနေနဲ့ကအချစ်စစ်တစ်ခုကိုတကယ်ဘလို့အရာမျိုးနဲ့တိုင်းတာလဲဆိုရင်တော့ကျွန်တော်တို့ဒီလူအတွက်ကိုကျွန်တော်ကစိတ်ချမ်းသာစေခြင်းနဲ့သူ့ကိုအရာရာအားလုံးဖြည့်ဆည်းပေးခြင်းနဲ့ဆိုတဲ့စိတ်ရှိမှတာလဲအချစ်စစ်ဖြစ်ပါလေအဲ့ဒါကြောင့်မို့ကျွန်တော်အားလုံးအနေနဲ့အိမ်တော်မပြုတ်ခင်မှာအာကြိုတင်စပြီးတော့မှစစ်ဆေးဖို့လိုတယ်။သူကကိုယ့်ရဲ့တကယ်အချစ်စစ်ဟုတ်မဟုတ်ဆိုတာကိုသိဖို့အတွက်လိုပါတယ်။ပြီးလို့ရှိရင်တော့လက်ရှိမှာအိမ်တော်ကြားထားပြီးတဲ့သူတွေကတော့ အခုချိန်မှာအချစ်စစ်လားမစစ်လားစမ်းသပ်စရာမလိုတော့ဘူးဒီချိန်မှာတော့ကိုယ့်ရဲ့ကိုကျင့်တရားတွေကိုကျွန်တော်တို့ထိမ့်သိမ့်ဖို့အတွက်ပဲကြံပါတော့တယ်ခင်ဗျာအဲ့ဒါကြောင့်မို့ကျွန်တော်အားလုံးအနေနဲ့ကိုယ့်ရဲ့အချစ်ရေးပဲဖြစ်အိမ်တော်ရေးပဲဖြစ်ကျွန်တော်တို့ရေးရှိအခိုင်မာဖို့အတွက်ဆိုရင်တော့တယောက်နဲ့တယောက်နားလည်မှုတွေနဲ့ကျွန်တော်တို့တကယ်ကိုမှပြည့်ပြည့်စုံတဲ့မေတ္တာတရားတွေနဲ့ချစ်နိုင်တယ်ဆိုရင်တော့အိမ်တော်ရေးဟာဖောက်ပြန်ခြင်းတွေလည်းကင်းဝေးမယ်တယောက်နဲ့တယောက်နဲ့နားလည်မှုအပြည့်အဝပေးနိုင်တဲ့အိမ်တော်ရေးဒီကျွန်တော်တို့တကယ်ကိုမှတာယာတဲ့ကျွန်တော်အိမ်တော်ရေးကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ် အဲ့တော့အားလုံးအနေနဲ့ကျွန်တော်ပျော်ရွှင်စရာကောင်းတဲ့အိမ်အောင်ရေးချစ်ခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေလို့လည်းထပ်မံပြီးတော့ဆုတောင်းပေးပါရစေဗျာ။